ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်က post တစ်ခုတင်လိုက်တယ်နော်ဒီရခိုင်ပြည်နယ်မှာ အာဇာဖွဲ့တွေတောင်းကျမ်းနေပြီးအင်အားကြီးနေပြီးဆိုတာ post တင်ထားတယ်ပြီးတော့ဘူးတိတော်မောင်းတော်ကိုကုလသမဂ္ဂနေပြီးတော့မင်္ဂလာတွေနဲ့ပေါင်းပြီးတော့လူသွားစင်းညာကိစ္စဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် post တစ်ခုတင်တဲ့အခါကျတော့အောက်ကနေဘာလာရေးလဲဆိုတော့မင်းကွာတဲ့တော်တော်ပူလောင်နေတယ်တဲ့ငါကပူလောင်နေတာမဟုတ်ဘူး เนาะအာပူလောင်နေတာမဟုတ်ဘူးငါတို့ကမျိုးသားနိုင်ငံရေးကိုပြောနေတာအမျိုးသားကြိုးစည်းပွား national interest တွေပြောနေတာမင်းသမားကိုမွတ်စလင်ကလာမူစကူဒူးတဲ့ခါကြမှာမင်းမပူလောင်နဲ့နော်မင်းရဲ့အိမ်မှာထိုင်ရှိကိုနေတဲ့မင်းရဲ့ဖခင်ကတိုင်ဘွားနေစင်ဘွားနေအောက်ပြုတ်ကြတဲ့ခါကျရင်မင်းမပူလောင်နဲ့နော်မင်းမပူလောင်ဘူးဆိုရင်မင်းတော်တော်ပူလောင်နေထင်လို့ရှိရင်မင်းငါတို့နားမမနေနဲ့ငါတို့မြန်မာနိုင်ငံထဲမှာမနေနဲ့ ါတို့ဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံ135မျိုးလို့ပိုင်ဆိုင်တဲ့နိုင်ငံအတွက်ကိုငါတို့ပြောနေတာမင်းဘာတွေလာပြီးတော့လောင်မြိုက်နေတာလဲပူလောင်နေတာကမင်းဟောမင်းတို့နေသားသလိုနေတယ်မလားနေသားသလိုနေမယ်ဆိုရင်မင်းတို့အဖွားကြီးဒေါ်ဆန်းစုကြည်ဖာစုကြည်နောက်ကိုလိုက်သွားနော်မင်းမွတ်စလင်နိုင်ငံမှာသွားနေဒါကဗုဒ္ဓဘာသာနိုင်ငံကိုယ်နိုင်ငံအတွက်ကိုပြောနေတာမင်းတို့လိုအောက်တန်းသားတွေရှိလို့နိုင်ငံကရှေ့မရောက်တာ ငါပူလောင်နေတာမဟုတ်ဘူးငါပြောစင်ပြောတိုက်တာငါပြောတာမင်းမေလီနေရအောင်မရခိုင်ပြီးမှတက်သိမ်းနေပြီမင်းသိလားမင်းနမဟိုမှာမူစကူလူလေးပဲအဲ့ဒီအစွန်းရောက်အကြမ်းဖက်မူစလင်တွေကမင်းမေကိုလာပြီးတော့လိုးတဲ့ခါကျလို့ရှိရင်မင်းမပူလောင်နဲ့တိတိအီတိတိအေးချမ်းချမ်းတိတ်တိတ်ဆိတ်ဆိတ်လေးနဲ့အလိုခံခိုင်းလိုက်မင်းနမဟိုလာလိုးတဲ့အဲ့ဒီမူစလင်လာလိုးတဲ့ခါကျရင်မင်းငငိမ့်စိတ်လေးနဲ့အလိုခံခိုင်းလိုက်နော်မင်းအဲ့ချိန်ကျရင်မင်းပူလောင်မလားလို့မင်းအလိုခံမလားမင်းငါကြည့်ရင်စောက်ကြည့်မယ် ငါတို့ကမမပါမဟာဗမာနေနော်ရိုင်းရင်သူများတဲ့ရိုင်းနေနော်မင်းအောင်မင်းအေးစင်းနေငါ లై ကိုဝင်လဲဝင်လာနေ subscribe လဲမလုပ်နေ follow လဲမလုပ်နေဝင်လဲမရင်းနေပူလောင်နေထင်ရောက်ပြီလားကြောက်တောင်းတောင်းနေအောက်တန်းသားတွေမင်းတို့ဘသူကလာကြည့်ခိုင်းလို့လဲမင်းတို့ဘသူကလာကြည့်ခိုင်းလို့လဲအောက်တန်းသားတွေဒီနိုင်ငံမှာမနေနဲ့မင်းတို့နဲ့မင်းတို့အနီထောက်ခံတဲ့ကောင်တွေဒိုးမင်းတို့အနီတွေရှိလို့နိုင်ငံတိဆောက်လို့မရဘူး မင်းတို့အနေရောက်နိုင်ငံပြည်စည်းတာဘာသာသာသနာအမျိုးမျိုးသားကျိုးစုပါအကုန်ပြည်စည်းတာမင်းတို့အနေရောက်ပူလောင်တဲ့ဒီနိုင်ငံမှာမနေနဲ့တို့မင်းတို့ဘယ်သူမှလက်မခံဘူးမင်းတို့အောက်တန်းသားတွေကြောင့်နိုင်ငံရှေ့သွားလို့မရတာမင်းမကျင်နဲ့ငါလိုက်လာမကြည့်နဲ့လေမင်းဘာတွေလာဖြစ်နေတာမင်းပူလောင်တာမင်းမှတ်သွားမင်းအဖေချင်းကြော်လင်းရုပ်ဖွင့်ကြီးပြောနေတာမဟာဗမာချင်းကြော်လင်း ပူလောင်တဲ့ထင်ရင်မင်းမင်းကလားတွေမင်းကလားတွေကိုမင်းနှမတွေမင်းမိတွေသွားပေးကြည့်လိုက်မင်းအေးချမ်းနေနိုင်မလားလို့မင်းသိရလိမ့်မယ်ဒါပဲပြောမယ်